ီအလုတ်တွေကိုမလုတ်ကြနဲ့ဒီလမ်းကြောင်းတွေကိုမလျှောက်နဲ့တဲ့နံပါတ်1လမ်းကြောင်းကဘာတော့ဆိုရင်ကာမတုခ္ခံလိကနုယောဂစိန်ခံတဲ့လမ်းကြောင်းကာမဂုဏ်ချမ်းသာတွေခံစားပြီးတော့ကာမဂုဏ်နဲ့နေမျောနေတဲ့လမ်းလမ်းစဉ်မလုံးနဲ့ဘာဖြစ်လို့မလုံးနဲ့လို့ဆိုလို့ဘာညာမရမှာမဟုတ်ဘူးပျော်တော့ပျော်အောင်မှာပေါ့နော်ပျော်တာတော့တေချာတယ်အဲဆိုလူတွေဘာလို့လုံးနေပျော်နေတာလဲ မျက်စိကနှစ်သက်เสียအာယုန်နေစိတ်ထဲမှာချမ်းသာဒုက္ခရကြတယ်။နားကလည်းပဲဟောလားနားထောင်ခြင်းနဲ့သခြင်းလေးနားထောင်ပြီးတော့ချမ်းသာဒုက္ခရနေကြတယ်။နှာခေါင်းကလည်းမွေးချိန်တဲ့နံကလေးလျှာကလည်းကောင်းတဲ့မျက်ထာလေးစားခန္ဓာကိုယ်ကလည်းအထီးအထွေအီးညံ့ညံ့နဲ့နေဒီလိုဟာတွေကာမဂုဏ်အာယုန်နေထဲမှာခံစားပြီးတော့စိန်ခံပြီးတော့နေလို့ရှိရင်ဘာအသိဉာဏ်မှရလာမှာမဟုတ်ဘူးလို့ဒီလိုပြောတာเนาะ အသိဉာဏ်ရခြင်းလို့ကြိုးစားအားထုတ်မယ်ဆိုရင်အဲ့ဒီလမ်းကိုလိုက်နေလို့ကတော့အသိဉာဏ်မရနိုင်ဘူးလို့ဒါပြောတာဆိုလိုရင်းကအသိဉာဏ်မရနိုင်တာကိုပြောတာနော်အသိဉာဏ်မရနိုင်တဲ့လမ်းစဉ်ပဲတဲ့ဒီထဲမှာဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒသမားတွေကဆိုသေးတယ်လူဆိုတာသိရင်ပြတ်သွားတာဒီဘဝပဲ နောက်ဘဝဆိုတာမရှိဘူးเนาะဒိဋ္ဌနာမနိဗ္ဗာန်သမားတွေကလူဆိုတာတည်ပြီးတဲ့နောက်မှာမဖြစ်တော့ဘူးအဲ့တော့အခုဖြစ်နေတဲ့ဘဝလေးမှာပျော်ပျော်နေကာမဂုဏ်အာယုံခံစားဝဝလင်လင်ခံစားเนาะနောက်တိုင်းကလူတွေပြောနေရှိတဲ့စကား life is too short enjoy yourself အဲ့ဒီစကားကိုတွင်းတွင်းပြောနေသူတို့ life is too short ဒီဘဝဆိုတာတူတူလေးပဲ enjoy yourself ပျော်ပျော်နေနောက်ဘဝဆိုတာမရှိဘူးတဲ့ဒီဘဝမှာပျော်သလိုနေနော်ပျော်သလိုနေနောက်ဘဝကိုမစင်စားနဲ့လို့ဆိုတဲ့ပုံကိုယ်တွေကကာမတုခံလေးကနေယောကအကျင့်ကိုကျင့်တာပဲဒီဘဝကာမတုခံလေးကနေယောကဆိုတာကာမဂုဏ်အာယုန်တွေထဲမှာချမ်းသာဒုက္ခခံစားနေသေးတဲ့မြတ်ကာလပတ်လုံး အသိဉာဏ်ဟာဘယ်တော့မှမပေါ်ပေါက်နိုင်ဘူးလို့ဒါပြောတာဘာဖြစ်လို့လို့ဆိုကြည့်လေကာမိဆန္ဒဆိုတာကိုဘုရားဏိဝရဏလို့ခေါ်ထားတာလေကာမဂုဏ်အာယုန်ဒီပုံမှာတက်မဲ့နေတဲ့တဏဆန္ဒရှိနေသေးတယ်များကာလပတ်လုံးပညာယဒုပ္ပလီကရဏတဲ့အသိပညာတွေအပြော့သွားအစခုကရဏညာမျက်စိဘရောမှမပေါ်ဘူးအဉ္ညာဏကရဏညာကိုမဖြစ်စေနိုင်ဘူးတဲ့ ဒါကြောင့်မို့အသိဉာဏ်ကိုရဖို့ရအတွက်ဒါအဆုတ်အပိတ်ကြီးတစ်ခုဒါကြောင့်မို့အဲ့ဒီလမ်းကြောင်းကိုမလျှောက်နဲ့အဲ့ဒီအလုပ်ကိုမလုပ်နဲ့လို့ပြောတာကာမေတုကာမတုခံလိကံညောကောကာမဂုဏ်အာယုန်နေနဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခခံစားနေမယ်ဆိုလို့ရှင်ဘလို့မှ အသိဉာဏ်ရလာမှာမဟုတ်ဘူးဆိုပြီးတော့အပြစ်၅မျိုးကိုလည်းထောက်ပြထားတယ်ခင်ဗျာဟီနောတဲ့ ဒီကိစ္စတွေဟာအမတန်အောက်တန်းကြပါတယ်ကာမဂုဏ်အာယုံခံစားတဲ့ဟာအမတန်အောက်တန်းကြတယ်ဘာဖြစ်လို့တုန်းစဉ်းစားကြည့်လေတိရိစ္ဆာန်တွေလည်းပဲခံစားကြတာပဲလေအစင်းမြင့်တဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူ့အတိုင်းတားနဲ့သူခံစားနေကြတာကြီးပဲအကုန်လုံးခံမောတဲ့အပေါင်းနဲ့အသင်းနဲ့အိမ်နဲ့ယာနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်မှာတဲ့ ရွာထဲကလူတွေဆိုတာပြောသလိုနေကြတာလေတီးလို့မှုန့်လို့ကခုံလို့သားနဲ့သမီးနဲ့ပြောလို့ပါလို့ဒီလိုနေကြတာခံမောပေါထုတ်စနီကောအများစုကြိုက်တဲ့ကိစ္စတစ်ခုပဲဟုတ်တာပေါ့ majority ကဒါပဲနော်ပြောစရာဆိုတာအမျိုးမျိုးရှာကြတဲ့လူတွေကဘလုံးမွဲကြည့်ပြီးပြောတဲ့လူကလည်းရှိတာပဲအဆုံးပဲပေါ့နော်ဟိုအာဖရိကတော်ရဲ့ညီတွေသွားပြီးတော့ပြောတဲ့လူကလည်းရှိတာပဲ ဧဝရတောင်တက်ပြီးတော့ပျော်တဲ့ပုံကလည်းရှိတာစိတ်ပျော်ရအောင်လူတွေကလုံနေကြတာပဲလေစိတ်ပျော်ရအောင်လုပ်တာအဲ့ဒါတွေအားလုံးဟာကမ္မတုခဏိကံယောဂပဲပေါ့ကိုပျော်တာကိုရွေးချယ်ပြီးတော့လုပ်တာဓမ္မနဲ့မပတ်သက်တာတွေပဲဘောထုဇဏီကောအနရိယောတဲ့အရိယဖြစ်အောင်ဘယ်လို့မှမစွမ်းဆောင်နိုင်ဘူးအဲ့ဒီအကျင့်ကြီးကအနတ္ထသဟိတော ဟောအသိဉာဏ်တူးကိုရခြင်းဆိုတာ ਨੇ ဘာမှမပတ်သက်ဘူးတဲ့ဘာအသိဉာဏ်မှထွက်လာမှာမဟုတ်ဘူးတဲ့ဒေါကိအသိဉာဏ်ကိုပြောတာမဟုတ်ဘူးဓမ္မအသိဉာဏ်ကိုရမှာမဟုတ်ဘူးလို့ပြောတာနော်ဒါကြောင့်မို့လို့ဒီအကျင့်ကိုမကျင့်နဲ့တဲ့ဟောနောက်တစ်ခုကျတော့အတ္တကိလမထာနုယောဂကာမဂုဏ်အာယုန်တွေကိုဖယ်ရှားပြီးတော့ ခန္ဓာကိုယ်ကြီးကိုညှင်းဆဲပြီးတော့အသိဉာဏ်ရအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကတပိုင်းရှိသေးတယ်။အတ္တကိလေမထာခန္ဓာကိုယ်ပင်မအောင်လုပ်တယ်။ပင်မလိုက်တာနဲ့တပြိုင်နက်လူတွေမှာတအားပင်မလာပြီဆိုလို့ရှိရင် ပြောခြင်းပါခြင်းနဲ့စိတ်ကကုံသွားတယ်မဟုတ်လား။မှန်ပါဗျာ။အေးတိတ်ပင်မနေလို့ရှိရင်ဘလောက်ကောင်းတဲ့ရုပ်ရှင်ပြနေနေအိတ်တော့လား။နော်။ပင်မနေပြီဆိုလို့ရှိရင်လေ။ အဲ့ဒါလို့ပင်မခံလိုက်လို့ဒီစိတ်တွေကုံသွားတာကိုပဲသူကကိလေသာကုံနေထင်းနေတာထင်းနေသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပင်မအောင်မြူးမြူးချင်းချင်းကြိုးကိုအားထုတ်တယ်ခန္ဓာကိုယ်နှိပ်စက်တယ်အဲ့ဒါလို့နှိပ်စက်ခြင်းဖြင့်လည်းပဲအတိညာဉ်တူရလာမှာမဟုတ်ဘူးတဲ့မလို့အဖဲနဲ့အပင်မခံစရာမလို့ဘူးလို့ဘုရားဒီလိုဟောတယ်အဲ့ဒါကိုအပြစ်ကိုသုံးချက်နဲ့ထောက်ပြထားတယ်ဒုက္ခတဲ့ တကယ်ကိုဒုက္ခဖြစ်တဲ့အလုတ်ကြီးပဲတဲ့အနာရိယော အရိယဖြစ်ကုန်လည်းမပေးနိုင်ဘူးအနထတံဟိတော ထူးခြားတဲ့အတိညာဆိုရဲအကျိုးကျေးဇူးနဲ့လည်းဘာမှမပတ်သက်ဘူးမရနိုင်ဘူးတဲ့ဟောညာထူးခြားတဲ့အတိညာကို မပေးနိုင်လို့ဒီလမ်းကြောင်းနှကြောင်းကိုရှောက်နေလို့ပြောတာနော်ဒီလန်းနှလန်းလျှောက်လို့ကတော့ဘာမှထူးခြားတဲ့အသည့်ရမှာမဟုတ်ဘူးဒါကြောင့်မို့ဒီလန်းနှလန်းကိုမလျှောက်နဲ့အစ်တေခော ဥဘောအန္တိအနုပခံအဲ့ဒီလန်းနလန်းကိုဖယ်ရှားပြီးတော့မစ္စည်းမပฏิပဒါလို့ခေါ်တယ်ချမ်းသာခံစားတဲ့လန်းလည်းမဟုတ်ဘူးခန္ဓာကိုယ်ညှင်းမတ်တဲ့လန်းလည်းမဟုတ်ဘူးခံစားတဲ့ချမ်းသာခံစားရမယ်ညှင်းမတ်တဲ့အခါညှင်းမတ်ရမယ်ဒီလိုဆိုလို့တယ်အလေလန်းဆိုတာကနော်ပင်မဆင်းရဲခံပြီးလုံရင်လုံရမယ်ဒီတချို့ကပြောတယ်ကမ္မထာအထုတ်တာမလို့ ကမ္မထာထုတ်တယ်ဆိုတာမြတ်မြတ်တရားအထုရတဲ့အတ္တကိလမထဖြစ်တဲ့အကြာကြီးမထိုင်နဲ့လို့ပြောတဲ့လူဟာရှိသေးနော်အဲ့ဒါလို့မဟုတ်ဘူးဘုရားကတရားထုတ်ပြီဆိုရင်အယိုးကြည်ကြည်အရေခန်းခန်းလမ်းကလမ်းစဉ်မှန်းနေပြီဆိုရင်ဒါခန္ဓာကိုယ်အညှင်းဆဲရမရောက်ဘူးအကျိုးရှိတာကိုအကျိုးမရှိဘဲနဲ့တတ်တဲ့ခန္ဓာကိုယ်ကိုညှင်းပန်းနှိပ်စက်ပြီးတော့ဒီစိတ်ဓာတ်တွေကုံဆုံးသွားအောင်မူးမေ့သွားအောင်လုပ်တဲ့ဟာမျိုးကိုဆိုလိုတာ မလိုအပ်ဖက်နဲ့ဒုက္ခခန္ဓာတွေကိုပြောတာ